ဒီနေ့လက်ရှိရဲ့နောက်ဆုံးနေ့မှာဘာမစ်ကိုဖိုင်နယ်တက်သွားနိုင်လားဒီမွေးခွန်းကိုအပြေရှားကြည့်အောင်ပထမဆုံးဘာမစ်ကိုအနေနဲ့ဒီလို international lobby မှာဘယ်လိုဆော့ကစားမလဲဆိုတာကိုကောင်းကောင်းသဘောပေါက်လာပြီလို့ထင်ပါတယ် group stage ရဲ့အရှိဆုံးနေ့ရက်မှာ BG အနေနဲ့ဇဝင်မှုပဲတွေးပြီးတော့ချတဲ့နဲ့ပတ်တွေကိုမချခဲ့ရကြအောင်လုံဝင်ရဲ့အကုန်လျှော့တာရရှိခဲ့ပါတယ်အခုချိန်မှာဆိုရင် BG အနေနဲ့ chicken မယူဘူးတဲ့ map မရှိတာကြောင့်ဘယ် map မှမဆို chicken ရနိုင်နေဆိုရင် OG မျိုးရှိနေမှာသိကြပါတယ်နောက်လိုက်ပြောမယ်ဆိုရင် ပထမဆုံးမဲ့ဖြစ်တဲ့ Rando က BG ရဲ့အကောင်းဆုံးမဲ့လို့တော့ဆိုလို့ရနေပါတယ်။ BG အနေနဲ့အခု PMPC တခြားမှာ Rando ပွဲအိုင်းကိုနောက်ဆုံး top 5အထိပေါင်းဆော့ကစားနိုင်အောင်တွေ့ရပါတယ်။ BG ကိုအမှတ်အများကြီးရရှိစေတဲ့ map လို့ပြောလို့ရပြီးတော့ Ali Battery တက်၄ဂိမ်းအထိလူပြည့်ကြံမှုဆော့နေတဲ့ game plan လည်းကောင်းကောင်းကိုအလုပ်ဖြစ်နေပါတယ်။နေ့ကလက်ချက်ရဲ့နောက်ဆုံး Rando ပွဲကိုဆော့ကစားမှာဆိုတော့ Rando မှာ Ali Battery နဲ့အတင်းအများစုကအမှတ်ရှာကြမှာပါ။ ီဂျီအနေနဲ့ရော record တစ်ခါပြန်ခေါ်လို့ရတဲ့အခွင့်အရေးကိုအသုံးချမလားဆိုတာကိုစောင့်ကြည့်ရမှာပါအီရန်ငယ်မှာတော့ဗီဒီယိုအနှဲငယ်လိုအပ်ချက်ရှိရလို့မြင်လို့ရပြီမဲ့မနီယာစော့ကစားခဲ့တဲ့သုံးပွဲမှာနှစ်ပွဲကိုနောက်ဆုံး၅အသင်းထိပအောင်စော့ကစားနိုင်ခဲ့တာကိုတွေ့ရမှာပါဂိမ်းတူးမှာဆော့ဆော့ပြောက်ခဲ့တာကလည်းခြေစုံးကနေနေရယူနေတဲ့အစ်ချီရဲ့နေရကိုအသင်းသားအားလုံးမျှရှိခဲ့မှာပဲနောက်ကနေဆုံးဝင်လာတဲ့အသင်းကအခွင့်ကောင်းယူခဲ့လို့သာတန်ဆိုးခဲ့ရတာပါ မနေ့က Game for Event ကမှာ BG အနေနဲ့ချစ်ကန်းဥပါရောက်နိုင်ခဲ့ရကြောင်း Event ကမှာရုန်းကန်ရတဲ့ထုံးစံကတော့ဆုံးသက်သွားပြီလို့ထင်ပါတယ်။မနေ့ကမီရာမာပွဲဒီမှာအားရကြအများကြီးမရှိခဲ့ပေမဲ့မီရာမာက BGF favorite match လို့တော့ပြောလို့ရပါတယ်။ Bruce Day ရဲ့မီရာမာပွဲစဉ်ဒီမှာလည်း BG အနေနဲ့အကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်လို့ချစ်ကန်းဥပါရောက်နိုင်ခဲ့တာကြောင့်အကောင်းဆုံးလုပ်ပြနိုင်မယ်လို့ထင်ပါတယ်။မနေ့ကမီရာမာပထမပွဲမှာ AE ကိုဖျက်ချနိုင်ခဲ့တယ်လို့ position မသားတဲ့အနေအထားကြောင့်သာပထမပွဲမှာ cancel ခဲ့ရတာပါ။ ဒုတိယပွဲမှာတော့တပ်ပါတီအနေနဲ့ကေကောက်ဖို့ကြိုးစားခဲ့ရမှာတယောက်နဲ့တယောက်ဘက်ကမပေးနိုင်တဲ့အနေအထားကိုရောက်ရှိသွားခဲ့ပြီးတော့နှစ်တင်းကြားပြန်ညက်ပြီးပြစ်ခတ်ခဲ့ရတာပါအသေးစားအမားလေးယူလို့ဆိုနိုင်ပြီးတော့ဒီနေ့ပွဲမှာအကောင်းဆုံးပြင်ဆင်လာမယ်လို့ယုံကြည်ပါတယ်အမတ်တွေကမတိမ်မြင့်အနေအထားရောက်နေတာမလို့နောက်ဆုံးပွဲတီအကျိတ်နဲ့စပစားနိုင်ပြီးတော့ကံအလေးအများကြီးအေးပါနေတာမလို့အားလုံးလည်းဘာမစ်ကိုအတွက်ဆူတောင်းပေးကြဖို့ပြောချင်ပါတယ်